ပါစကိုင်းရှင်မင်္ဂလာပါကေဘရိုရီဒီဗီဒီယိုဖိုင်လေးကတော့ဒုက္ခရောက်ရောက်မရောက်ရောက်ဒုက္ခတည်တည်မတည်တည်ဒုက္ခတည်စပြီးတော့မှအဲ့လိုဟန်ဆောက်ပြီးတော့ယူရိုကိုဝင်လာကြလို့နောက်ပိုင်းမှာဒီယူရိုဟာအာငရေခိုင်းလို့ဖြစ်တော့မယ်ဆိုပြီးတော့မှဒီကုလသမဂ္ဂစေဝေးမှာထရန်ကဒီကုလသမဂ္ဂအဖွဲ့ဝင်တွေကိုအာအာပြောတော့တဲ့စကားလေးတွေပေါ့ဒီဖက်အမကနေပြီးတော့မှအပတ်တာပြန်ပြီးတော့တင်ဆက်ထားတဲ့ဗီဒီယိုဖိုင်လေးပါဆိုတော့ဒါကလည်းတကယ် အဲဗုဒ္ဓဒါရမယ်လို့ထင်ပါတယ်ဆိုတော့ကျွန်တော်နဲ့အတူဒီမရဲ့ဘာသာပြန်ထားတဲ့အဲဗီဒီယိုဖိုင်လေးကိုလက်ကြည့်လိုက်ရအောင်โอเค so let's go အဲကပကုလသမဂ UN မှာလဲ Mr. Trump ကြီးကပြောတာပြောတာပြောတာများလေကုလသမဂလူတွေကိုစူတာပြောတာဟောက်တာ explosive explosive ဆိုတာပကွဲမတက်ပဲပြောတာနင်တို့ကုလသမဂအထုံးမချဘူးတဲ့ငါကငိမ့်ချမ်းရေးတယ်တဲ့600လောက်လုပ်နေတယ်နင်တို့ကူညီသလားတဲ့မကူညီဘူးတဲ့နင်တို့လောက်အသုံးချအခုလဲငါနဲ့ငါမိန်းမတယ်ဓာတ်တွေကလက်တွဲမှာရက်သွားနေတယ်ကန်ကောင်းလို့ပေါ်တယ်နှုတ်မဆိုရင်လည်းငါတို့ကကြမ်းပါလို့နှုတ်မဆိုမှတ်ထုတ်တယ်မှာလဲငါမိန်းမအခုလဲငါပြောတာ တယ်လီပရောမ်တာသူတို့တွေကမင်းကုန်းပြောရင်တယ်လီပရောမ်တာရှိတယ်အဲ့ဒါလေးကိုဖတ်ပြီးပြောတာအဲ့ဒါပြက်သွားတယ်ပြက်သွားတယ်တမင်လောက်တာတော့မသိတော့ဘူးကုလသမဂ္ဂကလည်းကြာပြီတဲ့ကြာတဲ့အဖွဲ့စည်းဆိုတော့အားလုံးကခါလဲဟိုအားလုံးကလေးပြီးတော့နေတာလေအဲ့တော့မစ္စတာထရမ့်ကသူတို့ပတ်စံလည်းမပေးတော့ဘူးဒီနေ့ကစားပြီးဖြတ်လိုက်တယ် နင်တို့ဘာလုပ်နေလဲတဲ့အဲ့ညူးယောက်မှာအဲ့ကုလသမဂ္ဂယူနေရာပေးထားတာတော်တော်ကြီးဒုတိယကမ္ဘာစစ်ကြီးပြီးကြရအရန်အရေးကြီးတဲ့ကမ္ဘာကုလသမဂ္ဂ UN ဆိုတာပေးထားတာအဲ့ဒါကိုအခု Mr. Trump ကတော့ပြောပြီးပတ်စံလည်းမပေးတော့ဘူးနောက်တော့လေသူဘာပြောလဲဆိုတော့နင်တို့ဥရောပကတော့နင်တို့ဘာလုပ်နေလဲတဲ့နင်တို့တွေရတဲ့တခြားနိုင်ငံကလူတွေကိုငါတို့နိုင်ငံတွေကိုလည်းတခါတဲ့ ခိုးလုံးခိုးဝင်ခိုးလုံးခိုးဝင်အဲ့ဒါတွေဝင်သွင်းနေတယ်တဲ့အခုဥရောပါဆိုသိပြီတဲ့ you are going to hell တဲ့ hell ဆိုတာငရဲပြည်ကိုနင်တို့ရောက်နေပြီတဲ့ငါတန်တန်ရောက်ခဲ့တယ်သူကတန်တန်မေယောအယံမုံတာလေတန်တန်မေယောခါနဲ့ခါနဲ့မွတ်စလင်လူမျိုးလန်တန်မေယောပေါ့မြို့တော်ဝင်ကခါ ဲ့တော့ပြောတော့မရတဲ့ Trump လာမယ်ဆိုတော့အော် तू ခါတဲ့အကောင်လုံးဒီ Trump ကြီးကိုမဟုတ်တာတွေစန်တာပြဖို့အကောင်စီစဉ်ထားတယ် तू နဲ့မတည့်တော့လေအော် Trump ကပြောအမလေးတဲ့ London ကမြို့တော်ဝင်တော့တဲ့ခါတဲ့ဟိုအတုံးကြတာမရှိဘူးတဲ့အခုတဲ့သူတို့တဲ့ဟိုသူတို့ဘာသာဝင်တွေများလို့လို့တဲ့ Sharia law တောင်လောက်ပါတော့မယ်တဲ့ဘုရားပါတဲ့အကောင်နဲ့တွားပြီးတွားပြီးတဲ့အဲ့ဒါတဲ့ဟိုအရန်များနေပြီးတဲ့ပြီးတော့တဲ့သူတို့စီခိုးလုံးတဲ့လူတွေအားတဲ့သူတို့ထောင်နေတဲ့မှာဥရောပနိုင်ငံတွေရဲ့ထောင်နေတဲ့မှာ90ရာခိုင်နှုန်း80ရာခိုင်နှုန်းကဒီ ခေါ်ဝင်ခေါ်လုံးသူတို့အာစနာပေးထားတဲ့လူတွေအားတဲ့ရာဇဝတ်မှုတွေနဲ့သူတို့အပြန်ကျေစုဆက်တယ်တဲ့အခုထောင်နေမှာအဲ့လူတွေပဲအများဆုံးပြည့်နေတယ်တဲ့အဲ့တော့တဲ့နင်တို့ကဘာလုပ်တာလဲတဲ့ကဘာပေါ်မှာသူများနိုင်ငံကိုယ်နိုင်ငံကိုနေကြတယ်ကိုယ်နိုင်ငံသူတို့အကူအညီချင်းသူတို့နိုင်ငံမှာသူတို့နေနိုင်အောင်သူတို့နိုင်ငံစစ်မဖြစ်အောင်ကူညီကြလေတဲ့ဟောကဘာပေါ်မှာတဲ့သူနိုင်ငံနဲ့သူသူ culture သူရင်ကျင်းမဲ့ရင်ကျင်းမှုနဲ့သူအတိအသည့်ရှိတာဘလောက်ချက်တည်းရှိလဲမင်္ဂလာရှိလဲတဲ့အခုဘာဖြစ်လို့ငါတို့ရင်ကျင်းမှုနဲ့မကြည့်တဲ့လူတွေကငါတို့အနောက်နိုင်ငံကို ောက်အများကြီးအစုလိုက်ပြုံလိုက်ဘာလို့လာတွင်းနေကြလေတဲ့အဲ့ဒါတဲ့အခုကြတော့တဲ့မတူညီတဲ့ culture တွေနဲ့အခုငါတို့ရဲ့ Korean ဘာသာကိုတအားနှိမ်နင်းတာခံနေရတယ်တဲ့နောက်ပြီးတော့ politically correct ပြောရမယ်ဆိုပြီးငါတို့ဒီဒီ COVID နေကိုပြောတာရှုံချတာလေပြောခွင့်မပေးဘူးတဲ့ငါတို့ရဲ့ free speech ကိုလည်းနင်တို့တွေတဲ့ပိတ်ထားတယ်တဲ့အခုတော်ပြီတဲ့နင်တို့တွေလုပ်နေတာတဲ့အခုလာသမကလည်းပြောတယ်ဆက်ကောင်းတယ် Europe is in serious trouble. they've been invaded by a force of illegal aliens like nobody's ever seen before. Illegal aliens are pouring into Europe. Nobody is ever, and nobody's doing anything to change it, to get them out. It's not sustainable. When your prisons are filled with so-called asylum seekers who repaid kindness, and that's what they did, they repaid kindness with crime. ရာဇဝဲမှုတွေနဲ့ကျေစုဆက်တယ်တဲ့နင်တို့ပေါ်တယ်ဟိုတယ်လရှိပါလားနင်တို့နိုင်ငံနေရာတဲ့ပေါ်တယ်ပေါ့အတားအဆီးမရှိဘူးဝင်ခံရင်နင်တို့နိုင်ငံရတဲ့ပြဿနာပဲတဲ့လုံးဝကိုဝင်ရဲ့ရောက်နေပြီတဲ့ It's the greatest con job ever perpetrated on the world in my Climate change is uh, Eddie. ဒီမိုကရေစီက climate change ရာသီဥတုမဖောက်ပြန်အောင်ဆိုပြီးတော့ဘာမလုပ်အောင်ညာမလုပ်အောင်ပေါ့။မာနျူကလ িয়ার ဆိုလည်းမလုပ်အောင်ဆက်ရုံဆိုလည်းမလုပ်အောင်ကာဗွန် footprint အဲ့ဒါတွေရတဲ့ခေါင်းနဲ့လိမ့်လာတဲ့အလိမ့်အကြီးဆုံးနဲ့အဲ့ဒါတွေကာဗွန် footprint တစ်ချက်တစ်ယောက်နဲ့တစ်ယောက်ခါလေအပြစ်တင်တယ်ကာဗွန်များများရှိလို့ရှိရင်အဲ့ footprint ပေါ့အဲ့ဒါကိုခါလေသူတို့တွေကတရားမဲ့တရားထိန်းကြတော့ဘယ်လိုဖြစ်လဲဆိုဥရောပနိုင်ငံတွေကဆက်ယုံတွေကအဲ့ဒီအဲ့ဒီကာဗွန်မထွက်အောင်လို့လေတုညဉ့်ဉန်းမှုမရှိအောင်ဆိုဆက်ယုံတွေဖိတ်ဖိတ်ပြီးတော့ဒီဒီယုတ်ပြီးတော့ဘာလို့မှမဖွင့်တော့ဟိုက ထားတယ်ဒီဘက်ကအလုပ်တွေပြုတ်ပြုတ်ပြီးလို့ရှိရင်တရုတ်ပြည်ကကြာတော့အလုပ်တွေလုပ်ပြီးတော့ဟိုဆက်ယုံတွေဖွင့်ပြီးတော့ချမ်းသာတယ်ပေါ့အဲ့တော့ဒီ climate change ဆိုတာလေလိန်တဲ့ဟာကြီးတဲ့အဲ့သူကပြောပြတယ် Mr Trump ကအဲ့လို politically correct ဆိုပြီးတော့ခါတယ်လူတွေကို globalization တခြားနိုင်ငံလူတွေကိုခါတယ်သွင်းလာတာအဲ့ဒါတွေလည်းအခုက sustainable မဖြစ်ဘူးနော်တဲ့ရေရှည်အတွက်ရေရှည်အတွက်အဆင်မပြေဘူးပေါ့အဲ့ဒါကို तू ကပြောတာ तू ပြောတာတွေကလေအရန်ကိုတကယ်ကိုတပိုင်းမှာဖြစ်နေတာ20 30ဖြစ်နေတာကိုလုံးဝကိုစတင်ပြီး explosive ပြုပြလိုက်တာပြီးရင် Palestine နဲ့သူကမကြအောင် Israel ဘက်က100%နေတယ်ဒီနဲ့ဒီ Hamas တွေကတဲ့ October 7မှာခါတဲ့လူတွေကိုဟိုကျူးကျော်ပြီး Australia ကိုကျူးကျော်ပြီးတော့ hostage တွေဖမ်းထားတာအဲ hostage တွေကိုလည်းမလွတ်သေးတာတဲ့အဲ့တော့ငါကတဲ့ဒီလူဆိုးတွေကိုတဲ့လုံးဝ ဒီ Israel ပေါ့တောက်ပန်းတွေကိုပြန်ကိုလွတ်ရမယ်တဲ့ဒီ Palestine နိုင်ငံကိုမပေးနိုင်ဘူးတဲ့ဒီလူဆိုးတွေကိုပေါ့ criminal တွေကိုသူများနိုင်ငံကလူတွေကိုဖမ်းထားတဲ့လူတွေကိုပါကစ္စတန်နိုင်ငံပေးရမှာလေတဲ့ possess the most dangerous weapon that's why shortly after taking office i sent the so-called supreme leader a letter making a generous offer i extended a pledge of full cooperation နော်အီရန်တော့အီရန်ကတဲ့ရောမလားအော်အီရန်ကအရာတူလာကိုပြောလိုက်တယ်လေမင်းတို့ကလည်းအလုပ်လုပ်မယ်ပတ်စံပေးမယ်ဒါပေမဲ့မင်းလုံးဝနျူကလ িয়ার ကိုလုံးဝစွန့်လို့ရမယ်ဒီလိုလူမျိုးတွေဘယ်နည်းနဲ့မှအီရန်တို့နိုင်ငံမျိုးတွေနျူကလ িয়ার ရဖို့ကလုံးဝမဖြစ်နိုင်ဘူးလေနောက်တော့သူကလည်းဒီအမေရိကန်ငါတို့နိုင်ငံကလည်းအင်အားအကြီးဆုံးနဲ့အချမ်းသာဆုံးအဲ့တော့ငါတို့ရဲ့နျူကလ িয়ার ကိုလေတဲ့ငါတို့လာမစမ်းနေတယ်ငါတို့နျူကလ িয়ার လည်းတုံးတယ်တုံးပါပဲတဲ့သူကအဲ့ဒါဒီခင်မင်းတို့ကတော့တရုတ်တို့ရုရှားတို့လည်းသူပြောလို့မရဘူးနျူကလ িয়ার တုံးတဲ့သဘောပေါ့နော်နောက်တော့ ငါငင်းချာကြီးလည်းလုတ်တယ်တဲ့အဲ့ဒါနင်တို့တွေကပေါ့ဒီကုကုလသမဂ္ဂပါမသုံးကြဘူးတဲ့ငါတဲ့တယ်လီပရိုမတ်တလေးတောင်းနေကောင်းအောင်နင်တို့မပေးနိုင်နင်တို့လေကားလေးတောင်းကောင်းအောင်လုပ်နိုင်ငင်းချာကြီးငါလုပ်နေတာတောင်းမှနင်တို့အရင်လုပ်နိုင်လေတဲ့တဲ့မဟုတ်တာတွေပဲနင်တို့ရှောက်လုပ်နေကြတယ်တဲ့အားစုတာတအားစုတာအဲ့ဒါ very explosive speech ပေါ့နော် Mr Trump ကအားလုံးကတော့ငြင်းနေအဲ့တော့အဲ့ဒါတတိထားမှာ sovereign နော်ကိုနိုင်ငံရဲ့ border လေသူများကိုမပေးနဲ့ နော်တခြား culture တွေတခြားလူမျိုးတွေမဝင်စေနဲ့ Mr. Trump ကတော့ပြောလိုက်ပြီးလုံးဝမဝင်စေနဲ့တဲ့ကိုယ်နိုင်ငံကိုတဲ့လုံးဝကကွယ်ထားပါတဲ့ကဲပြဆိုတော့ဒီ Master Donald Trump ကတော့ဒီကုလသမဂ္ဂရဲ့ရုံးမှာတော့ပြီးတော့အာသူကတော့ပြီးတော့ဖြေးတာဗျနော်ဒါအမှန်ကန်ဖြေးသွားတာဆိုတော့သူပြောတဲ့စကားတွေကလည်းမှန်တယ်ဗျနော်ယူရိုတခွင်မှာလည်းအခုဆိုရင်ဆန္ဒပြမှုတွေနဲ့တော်တော်ကြီးကိုစုပ်ပုံနေတယ်ဆိုတော့တကယ်ငရေခိုင်နေတဲ့တူနေပါပြီ ဆိုတော့ trend ကတော့နိုင်ငံနဲ့လူမျိုးကိုလည်းတော်တော်ရှစ်ပုံရပါတယ်နောက်တစ်ဖက်မှာသူရဲ့ရှမ်းသာကျိုးဝမုံကလည်းအတိတ်ထက်အလွန်ဆိုတော့ဒါပြောတင်တဲ့စကားကိုသူကတော့အဲ့လိုဘသူမျက်နှာမှမထောက်ဘူးနဲ့ပြောတတ်တဲ့အချင်းလေးရှိတာပေါ့နောက်တချို့လူတွေကြောင့်လည်းပုံမှန်အားနေချက်တွေရှိတဲ့အခါကျတော့ပုံမျက်နှာကြည့်လိုက်ဒီမျက်နှာကြည့်လိုက်ဒါပေမဲ့ trend ကတော့ရှိပါတယ်သူကပြောရှင်နေတာကိုဒေးပေပြောလိုက်တာဆိုတော့အာသူပြောတဲ့စကားလည်းတော်တော်ကြီးကိုမှန်ပါတယ် ဆိုတော့ဘုသူကြလည်းရကြမယ်ထင်ပါတယ်ဗျာနော်နားလည်းသဖွက်ပေါင်းမယ်လည်းထင်ပါတယ်ဆိုတော့ view file ကိုဒီနေ့မှအဆုံးတက်နေပါတယ်နောက်ထပ် view file မှာကျွန်တော်တို့ပြန်ပြီးတော့ test မြအောင် okay see you next video